ဒီနေရာလေးကတော့ချင်းမိုင်မှာရှိတဲ့ကြောက်တဘာဝကြောက်နေရန်ဖြစ်နေတဲ့ဖာချို့ဆိုတဲ့နေရာလေးဖြစ်ပါတယ်ချင်းမိုင်မှာရှိတဲ့ညီကိုတွေမိတ်ဆွေတွေတွက်လဲခြင်းဒီနေရာလေးမှာလေလို့ကောင်းပါတယ်တဘာဝကိုကြိုက်နေတတ်တဲ့သူတွေတွားတင်းတဲ့နေရာလေးဖြစ်ပါတယ်ဒီနေ့ကတော့မိုးရွာတယ်ပေါ့နော်မိုးရွာပြီးမှလည်းဒီကြောက်စီရဲ့လေတွေခင်းထားတဲ့ကြောက်ကောင်းကောင်းမွန်မွန်လမ်းလျှောက်လို့ရပါတယ်ဘွက်တွေမရှိဘူးဒီလိုမျိုးကြောက်ခင်းလမ်းလေးတွေ ေချာလေးလုပ်ပေးထားပါလေ။ဘာဝတွေအချိန်နဲ့တက်တဲ့တဘာဝအတိုင်းဖြစ်တည်နေတဲ့အရာလေးတွေစိတ်ဝင်စားတဲ့ညီကိုတွေမိတ်ဆွေတွေချင်းမိုင်ရောက်မယ်ဆိုရင်ဒီနေရာလေးကိုတွားရောက်လည်ပတ်ဖို့အကြံပေးချင်ပါလေ။ဒါကတော့အပေါ်မှာသူ့ရဲ့ရုံးရှိတဲ့အဲ့ကနေဖာချို view point ရှိပါတယ်။ point ကနေပြီးမှဒီလေကားတိုင်းဆင်းလာလို့ရတယ်။ပြီးရင်ဒီမှာလမ်းပြန်ဆုံးပါတယ်။ဒီခက်ကတော့ကားပါကင်သွားတဲ့လမ်းအပြန်ကြရင်ဒီပေါ်ပြန်တက်လို့ရှင်မောလို့ဒီပေါ်မှာတက်တော့ပဲနဲ့တော့အောက်ကနေကားပါကင်နဲ့သွားရတာဖြစ်ပါတယ်။ဆောင်းနှင်းပိုင်းဆိုရင်ပို့ပြီးမှသွားလို့ကောင်းတယ်ပေါ့နော်။သူကကားပါကင်ကနေပြီးမှမီတာ400မီတာ400 500ဝန်းကျင်တော့လမ်းလျှောက်ရပါမယ်။လျှောက်လမ်းလေးတွေကိုတော့ ဖေးရသည်မဆိုကောင်းကောင်းမွန်မွန်သွားလာနိုင်အောင်တို့လမ်းလေးတော့တိချလေးပြင်ဆင်ထားပေးပါပဲအဲလမ်းချော်တာမျိုးတော့မရှိဘူးပေါ့နော်မုံတင်းဆိုရင်လည်းကောင်းကောင်းမွန်သွားလာလို့ရတယ်ဒီမြေကြီးကဒီလိုကြောက်စည်းလေးတွေအများကြီးရှိတယ်ရှုံမရှိဘူးပေါ့နော်ကြောက်ခဲလေးတွေကြောက်စည်းလေးတွေရှိတဲ့အတွက်ကြောင့်ကောင်းကောင်းမွန်မွန်လမ်းလျှောက်လို့အဆင်ပြေပါပဲမိုးမရွာတဲ့ရက်မျိုးဆိုရင်တော့ဒီလိုသူ့ရဲ့ရေစီးတဲ့ညောင်လေးအတိုင်း လမ်းလျှောက်သွားလို့ရတယ်။ရေမရှိတဲ့အချိန်ဆိုဒီလိုသူရဲ့ရေစီးမြောင်းတိုင်းလေးတဘောကအတိုင်းလေးလျှောက်လို့အဆင်ပြေတယ်။ဒီမှာအမောဖြေခဏတစ်ဖြုတ်ထိုင်နားလို့ရတယ်။အေးစစ်စစ်အနားယူလို့ရပါတယ်။ကြောက်နေရန်ရှိတဲ့နေရာကိုမီတာ100လောက်ထိကျွန်တော်တို့လမ်းလျှောက်ရမှာဖြစ်ပါတယ်။ဒီလေကားပေါ်ကနေလမ်းလျှောက်ရမယ်။လမ်းခွက်လက်တွေမှာဒီလိုတဲလေးတွေအနားယူလို့ကောင်းမယ်။တဲလေးတွေတို့လောက်ပေးထားပါတယ်။ ဒီမှာအနားယူရင်းနဲ့တက်တော်လေးတွေတဘာဝလေးတွေကြည့်လို့ခံစားလို့ရပါတယ်